မင်္ဂလာပါရှင်အခုလှည့်ကြတာကတော့ဆယ်လီစီတီစီစဉ်ပဲဖြစ်ပါတယ်ဒီစီစဉ်ကိုကျမအကျူချန်ကတက်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့ခင်မွန်ဖြစ်သူနဲ့ကွာရှင်းတော့မဲ့မင်းသမီးလီစီအောင်ကင်ဆာရောဘက်ကနေရက်တီလိုက်တဲ့မင်းသမီးကြီးလီအဲထရိုင်နီကာလအတွင်းမှာကြုံတွေ့ခဲ့ရတာတွေကိုရှင်းပွင့်ခဲ့တဲ့ NJZ အဖွဲ့ဝင်ဒန်နီယယ်သူမတချင်ကိုနားထောင်ရှုံတဲ့ lesbian မဖြစ်ပါဘူးလို့ပြောခဲ့တဲ့ Grammy ဆုရှင် Chaperon တွဲနေကြရလားလို့မေးခွန်းထုတ်ခံနေရတဲ့ Tom Cruise နဲ့ NRD Arma Deepika ရဲ့ affection နဲ့ပတ်သက်ပြီးတော့ဝေဖန်ခဲ့ဘူးတဲ့ Sonam Kapoor ပိန်သွားတာကနေပြီးတော့အရင်လိုပြပြကလေးပြန်ဖြစ်လာတဲ့ Time Mender James Jiraiyu စတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်သွားမှာပါရှင်အဖိုးဇလန်တွင်ပြည်သက်အားပေးမှုရရှိခဲ့တဲ့မင်းသမီးလီစီယောင်ဟာ 2019ခုနှစ်မှာသူမအသက်ထက်6နှစ်ကြီးပြီးတော့အမှုပညာသမားတယောက်မဟုတ်ဘဲတောင်ကိုရီးယားရဲ့စားတောက်ဆိုင်လုပ်ငန်းရှင်တယောက်နဲ့လက်ထပ်ခဲ့ပါတယ်။မင်းသမီးလီစီယောင်ဟာ2018ခုနှစ်မှာတာဝူးလေးမွေးဖွားခဲ့ပါတယ်။သူတို့စရင်းမှောင်နာဟာအများပြည်သူရဲ့ရှေ့မှောက်မှာပျော်ရွှင်တဲ့ပုံရိပ်တွေကိုပြသခဲ့ကြပေမဲ့မကြသေးမီကတော့အဆင်မပြေမှုတွေရှိလာခဲ့တယ်လို့ဆိုပါတယ်။ သူမဟာကွာရှင်ဖို့အတွက်သူမရဲ့ခင်မွန်စီကနေခွင့်ပြုချက်ရနိုင်ပြီဖြစ်ကြောင်းအေဂျင်စီကနေအတည်ပြုထားပြီးဖြစ်တာကြောင့်ကွာရှင်ကြရတဲ့ဆိုတဲ့ဇကားကိုတော့ထုတ်ပြန်ထားခြင်းမရှိသလိုသူရဲ့တူးတဲသောတားလေးကိုလည်းဘသူကဆက်ပြီးတော့မွေးခွင့်ရမလဲဆိုတာမသိရသေးပါဘူး Listen Young ဟာ Voice Over Flower Playful Kiss Valid Love နဲ့ Sweet Home ဆရှိတဲ့နာမည်ကျော် drama တွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် TikTok မှာဟာတာဗီဒီယိုလေးတွေနဲ့လည်းပြည်သက်အားပေးမှုတွေများစွာရရှိခဲ့တဲ့အမှုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပြည်သက်တတော်များများကသူမဗီဒီယိုမှာပါဝင်တဲ့အမျိုးသားကိုသူမယောက်ျားလို့ထင်ခဲ့ကြပေမဲ့အဲ့ဒီအမျိုးသားကတော့သူမရဲ့မန်နေဂျာပါ။လီစီယောင်းနဲ့ဂျိုဆောင်ဟွန်းတို့ဟာအချိန်တော်ကြာအတူတူနေထိုင်ခြင်းမရှိတော့ဘဲတီးခြားစီနေထိုင်နေကြတယ်လို့သိရပြီးလီစီယောင်းဘက်ကကွာရှင်းဖို့တရားရုံးကိုတင်ပြခဲ့တာဖြစ်ပါတယ်။ ။ဒီစင်ရောင်းဟာလက်ရှိမှာသားဖြစ်သူကိုတူဦးတည်းပြုစုစောက်ရှောက်နေပြီးတော့မင်းသမီးအဖြစ်အမှုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတယ်လို့သိရပါပါတယ်ရှင်။ global အပြင်ဇလန်တွဲတော်တော်များများမှာပါဝင်ထားပြီးတော့လက်တလုံးမှာတော့ Lee Min-ho ပါဝင်ထားတဲ့ One the Star Gobset ဇလန်တွဲမှာပါဝင်ထားတဲ့မင်းသမီးကြီး Lee Eh ဟာလက်တလုံးပြပေါ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မကြသေးခင်ကကွယ်လွန်သွားတဲ့မင်းသမီး Kim Seon ဘက်ကနေရက်တီတဲ့စာလေးကိုတင်ခဲ့ပါတယ်အဲ့ဒီစာထဲမှာတော့ကိုနှစ်အရွယ်ကလေးကတော့ဘာမှမသိတဲ့အရွယ်ဖြစ်ပြီးတခုခုအမားလုံးမရင်မိဘကပဲပြစ်တင်ခံရတယ်။၅နှစ်အရွယ်ကလေးကိုတော့အကုန်သိ တက်နားလဲတဲ့အရွယ်ဆိုပြီးမိမပိုင်းလုံးလို့ခေါင်းစဉ်တက်ကြတယ်လို့သူ့ရဲ့ X အကောင့်ကနေတဆင့်တင်ခဲ့ပါဗျ။ဒါပြင်မင်းသမီးလီအက်ဟာကင်ဆယ်ရွန်းနဲ့ပတ်သက်ပြီး speak out လုပ်ပေးတဲ့ပထမဆုံးအမှုပညာရှင်တစ်ယောက်လည်းဖြစ်ပါဗျ။ အန်ဂျဇက်အဖွဲ့ဝင်ဒန်နီယယ်ဟာသူမထရိနင်းဘဝမှာလိုက်နာခဲ့ရတဲ့တင်းကျပ်ပြီးထူးဆန်းတဲ့စီကံတွေအကြောင်းကို live လင်ရင်ဂျင်းဖွင့်ခဲ့ပါတယ်။ထရိနင်းမစင်းနေရတဲ့ကိုပိုင်အလက်ချိန်တွေမှာတော့အင်တာသွားရဖို့အရေးခွန့်တိုင်ပြောခဲ့ပြီးမှသွားလို့ရပါတယ်။လေ့ကျင့်တဲ့အခန်းထဲမှာဆိုရင်လည်းတစ်ချိန်လုံးစောင့်ကြည့်ခံနေရတာပါ။လုံးဝလွတ်လပ်မှုမရှိအောင်လို့လေကျမမှတ်မိတာတခုရှိသေးတယ်ဒီတခုကတော့နည်းနည်းထူးဆန်းတယ်ကျမတို့တွေအစားမစားခင်ကိုစားရမယ့်အစားအစာကိုဓာတ်ပုံရိုက်ပြီးတော့မန်နေဂျာကိုပို့ပေးရပါတယ် မန်နေဂျာကနေစစ်ကြည့်ပြီးစားဆုံမှစားရတာပါ။ကျန်တဲ့ကိစ္စတိတိလေးတွေလည်းရှိပါသေးတယ်။ကျမခန်းစားခဲ့ရတဲ့အတိုင်းပြောရရင်အဲ့ဒီလိုစီကန်းချက်တွေကိုလိုက်နာမိခဲ့တဲ့အကြောင်းရင်းကဒီဗျူးမလုပ်လိုက်ရပဲအထောက်ခံရလိမ့်မယ်လို့ခန်းစားခဲ့ရလို့ပါ။အဲ့လိုတင်းကျပ်လို့နဲ့ပတ်ဝန်းကျင်မှာအချိန်တော်ကြာနေခဲ့ရတော့ကျွန်မတဖြည်းဖြည်းနဲ့ကိုယ်ခံစားချက်တွေကိုလစ်လျူရှုတ်တက်ပြီးကြည်ပြင်းလာခဲ့တယ်။ကျွန်မအရိကာလာကိုဘလို့ဖျက်ချော်ခဲ့လဲတောင်မသိတော့ပါဘူး။ ဒါပေမဲ့ဒါပြန်တွေးကြည့်မိပြီးငါဒါကြီးကိုတော့နောက်တစ်ခေါက်ဘယ်တော့မှထပ်မကျော်ဖြတ်နိုင်ဘူးဆိုပြီးတွေးမိပါတယ်။စပီကာမလုံးနိုင်သေးတဲ့ငယ်ရွယ်တဲ့အဆိုတော်တွေနဲ့ training တွေကိုစားကျမကပဲကျေးဇူးပြုပြီးတော့လူကိုလူလိုဆက်ဆံပေးဖို့ပြောကြားလိုပါတယ်။လူတယောက်ချင်းစီတိုင်းကိုလေးစားထိုက်ဖို့တင်ပါတယ်။တစ်ချိန်မှာ state symbol တက်ပြီးတော့ဖြော်ပြေခွင့်ရဖို့အိမ်မက်ရှိတဲ့ဆိုတိုင်းအဲ့ဒီလိုတင်းကျပ်စွာနဲ့ချုပ်တီးခံထားဖို့မဖြစ်သင့်ပါဘူးဆိုပြီးတော့ရှင်းပွင့်ခဲ့ပါတယ်။ NGZ အဖွဲ့ဟာအရင်က New Jane အဖွဲ့အနေနဲ့ debut လုပ်ခဲ့ပြီး debut လုပ်ပြီးပြီးချက်မှာပဲအောင်မြင်မှုများစွာရရှိခဲ့တာဖြစ်ပါတယ်။သူမတို့ပွဲဦးထွက်ခဲ့တဲ့ agency နဲ့ပြဿနာတွေကြုံတွေ့ခဲ့ပြီးတဲ့နောက်မှာတော့နာမည်အသစ်ဖြစ်တဲ့ NGZ နဲ့လူပညာအလုပ်တွေကိုပြန်လည်ပြုလုပ်ခဲ့ပြီးတော့ပြည်သက်အပေးမှုတွေကိုဆက်လက်ရရှိနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ Best New Artist Grammy ဆုရှင် Chapel Room ဟာ Apple Music နဲ့ interview တစ်ခုမှာသူမရဲ့ The Giver တခြင်းအသစ်ကို promote လုပ်ရင်း The Giver ဟာ country guitar ဖြစ်ပြီးတော့ Chapel Room ကနေ lesbian top အနေနဲ့တည်ဆိုထားတဲ့ lesbian song တစ်ပုဒ်ဖြစ်ပါတယ်။ ကျမဒီတဲ့ချင်းတွေနားထောင်ပါလို့ရှင်တို့ကိုမတိုက်တော့မအောင်ကျမဒီတဲ့ချင်းတွေကိုနားထောင်ပြီးတော့စိတ်ပျော်ရွှင်နိုင်ဖို့ကိုတော့ကျမဖိတ်ခေါ်ပါတယ်လက်စဘီယံအဆိုတော်တယောက်ရဲ့လက်စဘီယံအကြောင်းတဲ့ချင်းကိုရှင်တို့နားထောင်ကြည့်လို့ကြိုက်သွားရင်ရှင်တို့လက်စဘီယံဖြစ်သွားပြီလို့ဆိုလို့လို့မှမရပဲရှင်ကဘယ်အကြောင်းရာတဲ့ချင်းဖြစ်ဖြစ်နားထောင်ခန်းစားတတ်တယ်ရေလို့ပဲအတိတ်ပဲတက်ရောက်သွားမှာပါဂေးတဲ့ချင်းနဲ့နားထောင်လို့ဂေးတောင်ဖြစ်မသွားပါဘူးဆိုပြီးတော့ပြောခဲ့ပါတယ် တကယ်ပါတချင်းဟာ Amazon Music မှာ24နာရီအတွင်းနားဆင်မှုအများဆုံး country song အဖြစ်လဲစံချိန်တင်ထားပါရဲ့ရှင်နမေကျော်ဟောလိဝုဒ်သရုပ်ဆောင်တွန်ခရုစ်နဲ့မင်းသမီးအန်နာဒီယာမာရိုကိုလန်ဒန်မြို့မှာအတူတူမြင်တွေ့ခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်နေပါဗျ။ ဖြစ်ပုံးမဂ္ဂဇင်းရဲ့သီးသန့်ဖော်ပြချက်အရသူတို့နှစ်ယောက်ကိုလန်ဒန်မြို့ရဲ့နာမည်ကြီးစားတောက်ဆိုင်တစ်ခုမှာအတူတူညစာစားနေတာကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။မျက်မြင်သက်သေရေးရဲ့ပြောပြချက်အရသူတို့နှစ်ယောက်ဟာအရန်ရင်းနေတဲ့ပုံစံမျိုးရှိခဲ့တယ်လို့သိရပါတယ်။ Tom Cruise ဟာလက်တလုံးမှာ Mission Impossible ရုပ်ရှင်တွေရဲ့နောက်ဆက်တွဲဇာတ်ကားတွေကိုရိုက်ကူးနေပြီးတော့ NRG Armor ကလည်းသူမရဲ့ရုပ်ရှင်အသစ်တွေနဲ့အလုံရှုံနေတာဖြစ်ပါတယ်။လက်တလောထွက်ပေါ်လာတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ Tom Cruise နဲ့ NRG Amaro ဘက်ကတရားဝင်ပြောကြားချက်တွေတော့မရှိသေးပါဘူး။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့လန်ဒန်မြို့ကဓာတ်ပုံတွေဟာလူမှုကွန်ရက်တွေမှာပြန့်နှံ့နေပြီးတော့ပြည်သက်တွေကလည်းသူတို့ရဲ့ဆက်ဆံရေးအခြေအနေတွေကိုမေးခွန်းထုတ်နေကြပါရဲ့ရှင်။ Coffee with Karen အစီအစဉ်မှာ Karen နဲ့ Sonan Kapoor တို့ interview ရင်း Sonan က Deepika ကိုကိုပိုင် style မရှိတဲ့သူသူများတွေအတွက်ဝတ်မနေပဲကိုပိုင် style ရှိအောင်နေဆိုပြီးတော့ပြောခဲ့ပူပါတယ်။အဲ့ဒီလိုပြောခဲ့ပြီးတိတ်မကြခင်မှာပဲ Ranbi ဟာ Coffee with Karen အစီအစဉ်မှာ interview တဲ့အချိန် Sonan ကို Ninja Zakka နဲ့ Suya Tenjong, Alia က Uta Banjan နဲ့ Maya Tenjong ကိုပြောခဲ့ပါတယ်။ ဆိုနန်းကတကားလုံးမှအင်းကြီးတထဲတဲ့ဝတ်သွားပြီးတော့သူတာတော်ချောင်းသူ့ရုပ်ရှင်ကားတာကောင်းချောင်းပြောခဲ့တာပါအဲ့ဒီနှစ်မှာတော့အလီယာကဥတာဘန်ဂျက်ဇက်ကားနဲ့အကယ်ဒမီရသွားတာဖြစ်ပါတယ်အဲ့လိုပြောကြခဲ့တဲ့အပေါ်ပရိသတ်တွေကရန်ဗီကဆိုနန်းနဲ့ပြဿနာမရှိပေမဲ့သူ့ချစ်သူဖြစ်တဲ့ဒီဘီကအပေါ်ပုတ်ခတ်ပြောဆိုထားတာကြောင့်သူ့ချစ်သူဘက်ကနေဆိုပြီးဆိုနန်းကိုပြန်ကလေးစားခြေလိုက်တာလို့မှတ်ချက်တွေပေးခဲ့ကြပါတယ် ဆိုနိုင်ကပူဟာ Dior brand ရဲ့ brand ambassador တယောက်ဖြစ်ပြီးတော့ fashion ဘိုင်းကို အားသာတဲ့သူတယောက်ပါ Hazon clothing brand နဲ့လည်း collab လုပ်ပြီးတော့ clothing line ကိုလည်းထုတ်လုပ်ဖူးပါတယ်ဆိုနိုင်ကပူဟာဒီပီကာကို fashion နဲ့ပတ်သက်ပြီးတော့ဝေဖန်ခဲ့ပေမဲ့ဆိုနိုင်ကပူကတော့တရုတ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပြန်လည်ဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ိမ်နောက်ကြပြီးတဲ့နောက်ပိုင်းအရန်ပိန်သွားတာကြောင့်အိမ်နောက်ရဲ့ပြဿနာရှိနေလို့ပိန်သွားတာလားဆိုပြီးအငင်းပွားမှုတွေဖြစ်ခဲ့တဲ့ timing သားကျော် James Jira Yu ဟာလက်တလုံးမှာတော့အရင်လိုပြပြလေးနဲ့ပြန်လည်မြင်တွေ့ရပြီဖြစ်ပါတယ်ကျဆင်အစကတော့လက်မထက်ခင်သူတို့နှစ်ယောက်ရဲ့အချစ်ရေးကို private အနေနဲ့ထားခဲ့ကြပေမဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းပြည်သက်တွေကိုသူတို့နှစ်ယောက်ရဲ့ video လေးတွေကိုမျှဝေပေးလေးရှိပါတယ်။ video တစ်ခုမှာတော့ဇနီးဖြစ်သူက James ကိုပြုတ်မှုလိုက်တဲ့အပြုတ်မှုတစ်ခုကြောင့်ပြည်သက်တွေက James အတွက်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဂျီကဗီဒီယိုကလစ်က စိတ်ထဲထားเสียမဟုတ်ပါဘူးဂျီနဲ့ဖုန်းမှာဖုန်းကဂျီကိုအမြဲတမ်းနားလည်မှုရှိတယ်။သူမစိတ်မဆိုးတက်လို့တော့ကျွန်တော်စနေရတာအဲ့လိုမျက်နှာအမူအရာအပျော်လေးတွေကိုကျွန်တော်သဘောကျတယ်။အရန်ချစ်ဖို့ကောင်းတယ်။ဒါကြောင့်ပြိသက်တွေဒရမာတွေမဖြစ်နေကြပါနဲ့တော့လို့ပြောခဲ့ပါတယ်။ဒါပြန်နောက်ပိုင်းအရန်ပိန်သွားတာကြောင့်အိမ်အောင်ရေးအဆင်မပြေဘူးဆိုတဲ့ကောလာဟလာတွေထွက်ခဲ့တဲ့အပေါ်မှာလဲဂျိမ်းစ်ဂျီရာက ပိန်နာကအကြောင်းရှိပါတယ်။ပိန်ရတဲ့အကြောင်းကကျွန်တော်ဇနီးဖုန်းကြောင့်မဟုတ်ဘူးဆိုတာအရင်ပြောချင်တယ်။တမင်ဝိတ်ချတာလည်းမဟုတ်ပါဘူး။မင်္ဂလာမဆောင်ခင်မရောဆောင်ပြီးမှရောအလုပ်တွေများနေတာတနေ့၃နာရီလောက်ပဲအိပ်ရတယ်။ပြောရရင်အလုပ်ပြနေလို့ပါဆိုပြီးတော့ဆိုပါတယ်။ဖုန်းနဲ့ပတ်သက်ပြီးတော့လည်းတမျိုးမမြင်ကြဘူးသူ့မိန်းမကိုကာကွယ်ပြီးတော့ပြောခဲ့ပါတယ်။လက်တလုံးမှာတော့ James Girard ကအိပ်မှန်အစားမှန်တာကြောင့်ပြန်လဲပြီးတော့ပြစ်ပြစ်ဖြိုးဖြိုးလေးပြောင်းမြင်နေရတာဖြစ်ပါတယ်။ ဆယ်လီစီတီစီစဉ်ကိုတင်ဆက်ပေးခဲ့တာပါဒီတစ်ပတ်ရဲ့ဆယ်လီစီတီစီစဉ်ကတော့ဒီလောက်ပါပဲနောက်ပတ်တင်မှာလည်းပြန်လည်ဆုံတွေ့ရအောင်ပါရှင်ကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်ရှင်